စိတ်ဆိုးတော့မယ်ဆိုရင် စိတ်ဆိုးတော့မယ်ဆိုရင်စိတ်မချမ်းသာဘူးဆိုရင်စိတ်ဆင်းရဲရင်စိတ်ဆိုးရင်ဒေါသတောကအိတ်တာမစ်စရီယာစတဲ့အကုသိုလ်တရားတွေဝင်လာရင်အကြောင်းရင်းကိုရှာပြီးဖျောက်ပါတယ်မူလပဏာတပါဠိတော်ဝိတကတဏာတတုံမှာစိတ်ဆိုးရင်စိတ်ညစ်ရင်စိတ်မချမ်းသာဘူးဆိုရင်အကြောင်းရင်းကိုရှာပွေပြီးဖျောက်ပါတယ် ထမတော့အကြောင်းရင်းရှာပြီးဖြောက်ပါဆိုတာကိုသိပြီးသဘောမပေါက်ပါဘူးအထကထာပါတွေးကြည့်လိုက်မှအထကထာကအကြောင်းရင်းရှာပုံကိုဝိတ္ထုလေးထုတ်ပြပြီးရှင်းပြထားပါတယ်ဝိတ္ထုလေးကအားလုံးကြားဖို့တဲ့ဝိတ္ထုလေးပါ အတန်းချောင်းဖတ်စာထဲမှာတော့ပါခဲ့ဘူးပါတယ်အုံးရှိသီးမဲ့ကြွေးကြတာကို မြေပြိုပါပြီးဆိုပြီးထွက်ပြေးတဲ့ရုံရဲ့ဖြစ်စဉ်မှာယုံကပြီးတော့ကျန်တဲ့တောရင်းတတ္တဝါတွေကလည်းမြေပြိုတယ်ဆိုပြီး ယုံနောက်ကလိုက်ပြေးကြတာပါ နောက်ဆုံးဖះအောင်ချင်တင်မင်းကအကြောင်းရင်းရှာပြလိုက်မှတတော်အလုံးချမ်းသာသွားတဲ့ဝတ္ထုလေးပါအထကထာဆရာကဒီဝတ္ထုလေးကိုထုတ်ပြပြီးဖះအောင်ချင်တင်မင်းကအကြောင်းရင်းရှာပြီးဖျောက်ပေးတယ်လို့ပြဒနာဖြစ်လာရင်အကြောင်းရင်းရှာဖျောက်ဖို့ရှင်းပြထားပါတယ်အထကထာဆရာကပုံဝတ္ထုလေးနဲ့ရှင်းပြလိုက်မှဘိုးသဘောပေါက်သွားတာပါ ဒါနဲ့ပတ်သက်လို့လက်တလောကိုရစ်ဖြစ်ရဲ့ကလေးကိုပါ တွေ့ပြီးပြောပြပေးရစီအောင်။ဟိုးရှိပိုင်းလေးမှာစာရေးသူက စိတ်တွေစိုးနေတာပါ။ဒီစာမီးခင်လေးကမှစိတ်ဆိုးပြေးသွားတာပါ။ဘသူကိုစိတ်ဆိုးနေတာလဲဆိုတော့နောက်မှပဲပြောရအောင်ပါ။စာပေလောကမှာတောင်းစာမှုနဲ့ပို့စာမှုဆိုတာရှိပါတယ်။တောင်းဆမှုဆိုတာကအီဒီတာကစာရေးဆရာကို ကိုယ်တိုင်ကိုကြလာတောင်းတာပါ။ တောင်းဆမှုဖြစ်တဲ့အတွက် editor ကကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေထည့်ပေးရမှာဖြစ်တယ်လို့မဂ္ဂဇင်းထွက်တဲ့အခါမှာလည်းစာရေးဆရာစီကို ကိုယ်တိုင်လာမပို့နိုင်ရင်တော့တရားရောက်ကိုလွတ်ပြီးပို့ခိုင်းရမှာပါပို့စာမှုကတော့စာရေးဆရာက editor စီတွားပို့တာပါဒီစာမှုကိုတော့ editor ကသုံးကျင်သုံးမယ်မသုံးကျင်မသုံးဘူးသုံးလို့စာမှုပါလာရင်စာရေးဆရာကမဂ္ဂဇင်းကို ကိုယ်တိုင်လာထုတ်ပေးတော့ ဒါတောင်းဆမှုနဲ့ပို့ဆမှုကွာခြားချက်ပါ တလို့စီကမဂ္ဂဇင်းတစ်စောင်ကစာရေးသူစီစာမူလာတောင်းပါတယ်အက်ဒီတာချုပ်ကိုယ်တိုင်လာတောင်းတာပါဒီတော့ပေးလိုက်ပါတယ်ဟောမဂ္ဂဇင်းထွက်လာတော့စာရေးသူစီစာအုပ်လာမပို့ပါဘူးဒီတော့စာရေးသူက ထွက်ထွက်ချင်းလာမပို့ရကောင်းလားဆိုပြီးစိတ်တွေစိုးနေတာပါတခုတော့ရှိပါတယ်စိတ်ဆိုးတယ်ဆိုပေမယ့်ယင်းလေးကပဲကြည့်ပြီးတော့ဆိုတာပါ အပြင်ကိုထွက်ဆိုးမပြပါဘူးအပြင်ထွက်ဆိုးပြတာမဟုတ်တော့ကိုစိတ်ဆိုးမှအပြင်ကလူတွေလည်းတီးခွင်မတာတော့ပါဘူး၄ရက်လောက်ကြာတော့အုတ်ချုပ်ရင်မှုလို့သူက ရောက်လာပြီးစအုပ်လဲကရင်ဦးစင်းရဲ့ဦးစင်းတကားကြီးကစိတ်ယုံတက်လိုက်ရတယ်ခွဲစိတ်မှုလဲပြုလိုက်ရတယ်အဲ့ဒါစေယုံပေါ်မှာဦးစင်းလေးကိုစာအုပ်တော့ပို့လိုက်အောင်ဦးစင်းလေးစိတ်ဆိုးနေအောင်မယ်လို့တချိန်လုံးပြောနေတာ တပည့်တော်တို့ကလည်းဦးစင်းလေးကစီမဆိုးတတ်ပါဘူးမေတ္တာနဲ့နေတဲ့ဦးစင်းလေးပါလို့တော့ပြန်ပြောရတယ်ဘုရားလို့ပြောပြပါတယ်တော်ပါသေးရဲ့လို့ကိုကိုကိုဖျားတားလိုက်မိပါတယ်တကယ်လို့ဒါမဂဇင်းလာမပို့ရကောင်းလားဆိုပြီးမဂဇင်းတိုက်ကိုဖုံးနေပါတယ်ဆက်ပြီးကောလိုက်မိရင်ငါးပါးမောက်တော်မှာပါကိုကိုလည်းမဂဇင်းတိုက်ကအထင်သေးသွားမှာပါတော်တော့တော်သေးပါတယ် စိတ်ဆိုးတယ်ဆိုပေမဲ့အပြင်ထွက်မဆိုးပဲရင်ထဲမှာကြိတ်ဆိုးနေတာဆိုတော့အမတ်လျော့မသွားတော့ပါဘူးအကြောင်းရင်းတိလိုက်ရတော့အလိုလိုခွင့်လွတ်ပြီးသားဖြစ်သွားတယ်လို့ကိုကိုကိုတောင် ပြန်စိတ်ဆိုးသွားမိပါတယ်အကြောင်းရင်းကိုမစုံစမ်းမဲကို့အထင်းနဲ့ကိုတွေးပြီးသူတပားကို စိတ်ဆိုးမိနေလို့ပါပြီးတော့စိတ်ထဲကလည်းအလိုလိုသူတို့ကိုပြန်အားနာနေမိပြန်ပါတယ်ဖြစ်ပုံကဒီလိုပါ ဗုဒ္ဓဘာသာဝင်တယောက်ရဲ့ဗန်းနိုင်ဟာနိဗ္ဗာန်ဆိုပေမယ့်နိဗ္ဗာန်မရသေးခင်ကြာကာလမှာနီနီ ထိုင်နီ စာနီတောင်နီနောက်ဆုံးအနေဆုံးဖြစ်တဲ့ယေအင်တန်နီအတီမြတ်စွာဘုရားရှင်က အသေးစိတ်ဟောပြပေးထားခဲ့ပါတယ်လူတွေကမတီလို့ရဲ့မကျင်သုံးလို့ရဲ့ကြောင့်စိတ်ဆိုးတာစိတ်ညစ်တာစိတ်မချမ်းသာတာစိတ်ကောက်တာစိတ်နာတာစိတ်ပြတ်တာစသည်တွေဖြစ်နေရတာပါ မြတ်စွာဘုရားရှင်ကပြဒနာတစ်ခုဖြစ်လာရင် အကြောင်းရင်းရှာဖြောက်ပါလို့ဟောထားပေမယ့်လူတော်တော်များများကပြဒနာဖြစ်လာပြီဆိုရင်အကြောင်းရင်းရှာဖို့ထက်ပြဒနာကို ပြဒနာနဲ့ဖြေရှင်းဖို့ပဲ အရင်စဉ်းစားလိုက်ကြတာပါဒီတော့ပြဒနာပြီးရင် ပြဒနာပဲဆက်ဖြစ်နေကြတော့တာပါပြဒနာပြစ်ပြီဆိုရင်စိတ်ဆိုးမှုစိတ်ဆင်းရဲမှုစိတ်မချမ်းသာမှု စိတ်ညစ်မှု စားရီစူးကျူတွေကလည်းဝင်လာတော့တာပါငါ့ကိုစိတ်ဆင်းရဲအောင် လုပ်တာပဲဆိုပြီးစိတ်ဆင်းရဲအောင်လုပ်တဲ့သူကိုမုံ မုံတော့စိတ်ဆင်းရဲစိတ်ဆင်းရဲတော့ မုံနဲ့စိတ်ဆင်းရဲကျော်မုံကျော်တွေရှင်နေတော့တာပါပဲနောက်ဆုံးရလက်ကတော့ထက်ဆင်စိတ်ဆင်းရဲရတော့တာပါပဲစိတ်ဆင်းရဲသွားတော့ကိုကသူ့ကိုမမြင်ချင်သူကကိုကိုမမြင်ချင်နေသူတက်တဲ့ဘွဲကိုမတက်ကိုတက်တဲ့ဘွဲ သူမတက်နေရလက်တွေကတော့ကောင်းကွက်တကွက်မှကို မရှိတော့တာပါ ကိုဘွားရဲ့ဖြစ်ခဲ့တဲ့မြဖြစ်စဉ်အလုံးကိုပြင်စင်းစားကြည့်ရင်အကြောင်းရင်းမရှာခဲ့မိလို့မှားခဲ့တာတွေအများကြီးပါ။စာရေးသူဘွားမှလည်းကိုကအကြောင်းရင်းမရှာမိလို့စိတ်ဆိုးခဲ့ရတာတွေအများကြီးရှိခဲ့မှုပါတယ်။တချို့ကတော့ရင်းနှီးကပဲစိတ်ဆိုးနေပြီးတချို့ကတော့အပြင်းထွက်ပြီးစိတ်ဆိုးမိလိုက်ပါတယ်။ရင်းနှီးကပဲစိတ်ဆိုးတဲ့အခါမျိုးမှာဘာပြဿနာမှမဖြစ်လိုက်ပေမယ့်ကိုပဲခံစားနေရပေမယ့် အပြင်းထွက်ပြီးစိတ်ဆိုးပြလိုက်တဲ့အခါမှာတော့မိပြက်ကုန်တော့တာပါပဲဒီတော့အပိုင်းသုံးပိုင်းထွက်လာပါလိမ့်မယ်ပြဿနာတစ်ခုဖြစ်လာတဲ့အခါအကြောင်းရင်းကိုရှာဖျောက်ပစ်တာရဲ့ရင်ထဲမှာပဲချိတ်စိတ်ဆိုးနေတာရဲ့အပြင်းထွက်ပြီးစိတ်ဆိုးပြလိုက်တာရဲ့ပါအကြောင်းရင်းရှာပြီးဖျောက်တဲ့ဤကိုမကျင်သုံးနိုင်သေးရင်တော့စိတ်ဆိုးခြင်းတပါဆိုရင်ရင်ထဲမှာပဲဆိုးလိုက်ပါ ရင်ထဲမှာပဲစိုးနေတာဆိုတော့ပြက်တနာရဲ့အကြောင်းရင်းကိုသိလိုက်ရတဲ့အချိန်မှာကိုကပူနေမြဲကြားနေမြဲဆက်နေပြီး သူပြောလာတဲ့အတိုင်းချိုလဲရာ ရောထိုင်လိုက်ရုံပါပဲကိုရဲ့စိတ်ဆိုးမှုကအပြင်းထွက်ပြီးစိုးပြထားတာမဟုတ်တော့ကို့အတွက်သိခံမကြတော့တယ်လို့မိလင်းမပြတ်တော့ပါဘူးတချို့ကြတော့ပြက်တနာတစ်ခုဖြစ်လာရင်ဝုန်းနိုင်ဆိုပြီးပောက်တက်ပြစ်တက်ကြပါတယ်အကြောင်းရင်းသိလိုက်ရတဲ့အခါ ဒါမှမဟုတ်ကာလာတစ်ခုကြာသွားပြီးစိတ်အေးသွားတဲ့အခါကျမှပုပ်ပြုတ်မှုခဲ့တာတွေပြန်တွေးပြီးစိတ်မကောင်းဖြစ်ရပြန်ရောတချို့ပြဿနာတွေဟာကာလာတစ်ခုလောက်တည်ခံပြီးလိုက်နိုင်မယ်ဆိုရင် ပြေးသွားတာများပါတယ်စိတ်ဆိုးတယ်ဆိုတဲ့နေရာမှာလည်းရက်ရှည်လားရှည်နှစ်ချီပြီးဘယ်သူမှစိုးမနေနိုင်ပါဘူးကာလာလေးတစ်ခုလွန်မြောက်သွားရင်ပြေးသွားကြတာများပါတယ်ဇက်တော်ရီတမိုင်းတွင်ရာဇဝင်တွင်ပြန်ကြည့်ရင်လည်းအကြောင်းရင်းမရှာမီလို့ ဆုံးရှုံးနေတာတွားရတဲ့တာရကတွေအများကြီးပါ အတွေ့ထဲမှာလက်တလောပေါ်လာတာလေးကတရေခစ်တရားသမိုင်းလေးပါတရေခစ်တရားခစ်ကိုစတင်တည်ထောင်ခဲ့တဲ့မင်းကတွတ်တပောင်မင်းကြီးပါနောက်ဆုံးမင်းဆက်ကသူ့ပညာမင်းမှာတရေခစ်တရားခစ်ဟာမင်းဆက်ပေါင်း25ဆက်ရှိခဲ့ပါတယ်မင်းဆက်25ဆက်တဲကနောက်ဆုံးဖြစ်တဲ့သူပညာမင်းအကြောင်းကို ပြောပြရအောင်ပါ တနေ့မှသူ့ပညာမင်းဟာကမ်းရံပြီးမှမငြိမ်မသက်ဖြစ်နေလို့စစ်ထွက်ခဲ့ရပါတယ်။အင်အားကောင်းကောင်းနဲ့တိုက်လိုက်တဲ့အတွက်စစ်နိုင်ပါတယ်။ဒါပေမဲ့သူ့ပညာမင်းဟာအဲ့ဒီကမ်းရံပြီးမှပဲနေနေလိုက်ပါတယ်။စစ်တီမူမတ်တွေကတော့တရေကတရားကိုပဲ ပြင်ကျင်နေကြပါတယ်။ဘလောက်ထိနေနေလိုက်တလဲဆိုရင်၃နှစ်အထိတောင်နေနေလိုက်ပါတယ်။၃နှစ်ပြီးမှပဲတရေကတရားကို ပြန်ခဲ့ပါတယ်လေ။ တည်ခစ်တရားပြီးပြန်ရောက်တော့တိုင်းပြည်ကအရင်လိုမဟုတ်တော့ပါဘူး။မငြိမသက်တွေ ဖြစ်နေပါပြီ။ဒီလိုနဲ့တနေ့မှာတော့အမျိုးသမီးငယ်လေးတယောက်ကအင်းရှိထွက်သကောနဲ့စံပြနေပါတယ်။စံပြနေတော့မှပဲလီဝီကြီးတစ်ခုဝှေ့တိုက်လိုက်ပြီးအမျိုးသမီးငယ်လေးရဲ့လက်ထဲမှာရှိတဲ့သကောလေးလီဝီကြီးတဲကို လွင့်တက်ပြီးပါသွားပါတယ်။လီဝီနောက်ကိုသကောရုတ်တရက်လွင့်ပါသွားတော့ ငါစကောငါစကောလို့អော်လဲអော်စကောណတ်ကိုလည်းပြေးလိုက်သွားပါတယ်ငါစကောငါစကောဆိုတဲ့အတန်ကြတော့ကျန်တဲ့အိမ်ကလူတွေကပါထွက်ကြည့်ကြပါတယ်ဒါပေမဲ့ထွက်ကြည့်ရဲ့လူတွေရဲ့နားထဲမှာဘလို့ကြားပြီးဘလို့နားလည်သွားတယ်လဲဆိုတော့ငါစကောစစ်တက်ကြီးခြီလာပြီးငါစကောစစ်တက်ကြီးခြီလာပြီးလို့ကြားပြီးနားချမှုလွဲသွားပါတယ်ဒီတော့ပြည်သူပြည်သားတွေကငါစကောတက်ကြီးကိုကြောက်လန့်ပြီး မိသားစုလိုက်ကိုစီထွက်ပြေးကြပါတော့တဲ့။အပြင်မှာရုတ်ရုတ်သေးသေးနဲ့စူညံနေတဲ့အချိန်မှာသူ့ပညာမင်းဟာလည်းမကျမ်းမမာဖြစ်နေတဲ့အချိန်မှာနောက်ဆုံးတော့သူ့ပညာမင်းဟာစူညံပွက်လို့ရိုက်နေတဲ့အတန်တွေကြောင့်ပဲထင်ပါတယ်။နှဲ့ရွာဆန်သွားပါတယ်။အဲ့ဒီမှာတင်တရေခတရားပြည်ကြီးပျက်စီးသွားရတယ်လို့တရေခတရားမင်းဆက်လည်းပြတ်သွားရပါတော့တယ်။ဒါကြောင့်မြို့ပြည်မင်းဆက်ပြတ်သွားတဲ့အတွက် သူပညာရဲ့နောက်မှာနဂရစိန်နာဆိုတဲ့အမည်ထက်ဆက်ပြီးသူပညာနဂရစိန်နာမင်းလို့နောက်ပိုင်းမှာ အမည်တင်သွားတော့တယ်။နဂရကမြို့စိန်နာကပြတ်တောက်တယ်လို့အတိတ်ပဲထွက်ပါတယ်။တကယ်တော့ဘာငါစကောစက်တကြီးမှချီမလာခဲ့ပါဘူး။ငါစကောဆိုတဲ့ဇကားလေးတစ်ခုဟာတိုင်းပြည်တစ်ပြည်ပျက်စီးသွားရသလိုမင်းဆက်လည်းပြတ်သွားခဲ့ရပါတယ်။ဘာပဲပြောပြောဇကားလေးတစ်ခုဟာ ိုင်းပြည်တစ်ပြည်နဲ့မင်းဆက်တစ်ခုကို ပြောင်းလဲသားနိုင်တာတော့အမှန်ပါပဲတကယ်လို့ဒါအဲ့ဒီချိန်မှာငါစကောစစ်တက်ကြီးချီလာတာမဟုတ်ဘူးစကောလွင့်သွားတာဆိုတဲ့အကြောင်းရင်းကိုရှာပေးနိုင်တဲ့ပညာရှိတယောက်ယောက်သာ ထွက်ပေါ်ခဲ့ရင် အခုလိုဖြစ်သွားရမှာမဟုတ်ဘူးလို့တောင် တွေးမိပါသေးတယ်ဒါပေမဲ့တရားသဘောနဲ့ကြည်ပြန်တော့လေဖြစ်ချင်းတိုင်ရင် ဖြစ်ပြီးပြက်ချင်းတိုင်ရင် ပြက်သွားရတဲ့သဘောပါ တက်ရှိတက်မဲ့အရာအလုံးဟာတဏီသောအခါမှာအကြောင်းတစုံတစ်ခုခုနဲ့ပြစ်စည်းကြရမှာပါ။ဘာမှမတည်မြဲပါဘူး။ဘာမှမတည်မြဲလာတဲ့တရားသဘောလေးကိုစင်ကျင်ပြီးမပြစ်စည်းခင်လေးမှာ အာတမအမှုတွေကိုမပြုံးမိဖို့အရေးကြီးပါတယ်။ဖြစ်ချင်းပြစ်ချင်းတွေရဲ့အကြောင်းတွင်းမိရင်စိုးနေတဲ့စိတ်တောင်ဘယ်ရှာလို့ရှာမှမသိအောင်ပျောက်သွားတတ်ပါတယ်။တကယ်တေချာစဉ်းစားကြည့်ရင် မပြည့်စည်ခင်ချိန်လေးမှာစိတ်ဆိုးခြင်းကိုဘာဖြစ်လို့အချိန်တစ်ခုလုပ်ပြီးပေးနေရတော့မှလဲလေ။ဘာပဲပြောပြောစိတ်ဆိုးတော့မယ်ဆိုရင်အကြောင်းရင်းကို ရှာကြည့်လိုက်ပါဦး။မဆိုးရရင် မနေနိုင်တာကလွယ်လို့ဆိုရင်လည်းရှင်းနေမှာပဲဆိုလိုက်ပါ။ကျန်းကို1မူလပဏာတပါဠိတော်ဝိတကတန္တနာ3 2မှန်နှန်းရာဇဝင် ပထမတွင်3 လောကကြီးမုံလေးမြိုင်ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းဇူလိုင်2006ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးသွားတာကတော့ဆရာတော်ယူရင်တွင်အင်းမရေးသားတဝေထားတယ်ဖြစ်ပြီးတဲ့အကုသို့ကိုဘလို့ပင်မလဲဆိုတဲ့စာအုပ်ထဲကစေဆိုးတော်မယ်ဆိုရင်ဆိုတဲ့စောင်းမကိုဖတ်ပြပေးသွားတာဖြစ်ပါတယ်